ရန်ကုန်တိုင်းဒေသကြီးရဲ့စီပင်နယ်နိမိတ်တချို့မှာစိုက်ကယ်စီးကွင်းပြုဖို့စီစဉ်နေတယ်လို့တိုင်းအစိုးရရဲ့ပြောဆိုမှုကိုလှိုင်းသာယာမြို့နယ်ပြည်သူတွေကကြိုဆိုလိုက်ပါတယ်ဒီသတင်းကိုတော့အောင်သူပေးပို့ထားပါတယ်ရှင်ကျောင်းဝန်တိုင်းဒေသကြီးလျှက်စစ်ဆက်မှုလက်မှုနဲ့လမ်းမဆွတ်သွေးရေးဝန်ကြီးဒေါ်နီလာကျော်ကအော်တိုဘားလ9ရက်နေ့ကတိုင်းလွှတ်တော်မှာရောင်းတိုင်းဒေသကြီးအတွင်းနန္နမိတ်များတက်မှတ်ပြီးမော်တော်ဆိုင်ကယ်စီးနှင်းဝင်ပြန်လည်ခွင့်ပြုပေးမယ်လို့ပြောဆိုခဲ့ပါတယ်။အလုံသမားတောင်းချီပြီးရှိနေတဲ့လှိုင်းသားယာ ရွှေပြည်သာနဲ့လူနေမှုများလာတဲ့မြောက်တကုံတောင်တကုံဒဂုံစိတ်ကန်းစတဲ့ဒီမျိုးနယ်တွေမှာဆိုင်ကယ်စီးနင်းခွင့်ကလိုအပ်တယ်လို့ပြောဆိုတာတွေလည်းရှိပါတယ်။ကျွန်တော်လူမားလိုင်းသားဆိုတော့ဆင်းလူတန်းသားတွေအားလုံးနေတဲ့နေရာဆိုတော့အချိန်အခါမျိုးသူတို့ပြန်တဲ့အခါကျရင်ကားအမြဲတမ်းမရှိနိုင်ဘူးမရှိနိုင်တဲ့အခါကျတော့ကျွန်တော်တို့ကယ်ရီသမားတွေပဲသူတို့အားပြုပြီးတော့ချော်တော့စီးပါတယ်။လက်ရှိမှာတော့ ဆိုင်ကယ်စီးနင်းခွင့်မပေးထားတဲ့အတွက်အဖမ်းဆီးတွေရှိခဲ့လို့ဆိုင်ကယ်အသိခံရတာတွေနဲ့ကြုံတွေ့ခဲ့ရတဲ့အပြင်တရားဝင်စီးခွင့်ပေးလိုက်ရင်ဆိုင်ကယ်ကယ်ရီဆွဲတာအဆင်ပြေလာနိုင်ပြီးအလုတ်သွားအလုတ်ပြန်တဲ့သူတွေအတွက်ပါအဆင်ပြေလာနိုင်တယ်လို့ဆိုပါတယ်ဒီစနေဝင်ပေးတာပဲပြောပါရဲ။ဘာကြောင့်တစ်ဖက်လူတွေကလည်းဆိုင်ကယ်ရှိစီးပွားရေးရှာတာလူတွေရှိရဆိုင်ကယ်ရှိမှအလုပ်လုပ်ငန်းစင်ပြဲလူတွေလည်းရှိရလေ။ကုမ္ပဏီတွေကြတော့ဒီဆိုင်ကယ်ရောင်းတဲ့ရှုံးတွေကုမ္ပဏီကြတော့ဘာလို့ဒီရံကုန်ထဲမှာခွင့်ထားလဲ နေကိုတဲကရန်ကုန်တိုင်းထဲမှာစီးကွင်းမရှိဘူးဆိုလို့ရင်ရန်ကုန်တိုင်းထဲမှာစီးကွင်းမရှိဘူးဆိုရင်နေကိုတဲကပြင်ညာထားလေသူတို့ထုတ်ပေးတဲ့ဟာကြီးကျွန်တော်ဖတ်ကြည့်တယ်ဗောဗျာမြန်မာနိုင်ငံတွင်းစီးသွားလာစီးနင်းကွင်းရှိတယ်ဆိုရအားကြီးရန်ကုန်တိုင်းဒေသကြီးအစိုးရကဆိုင်ငယ်စီးနင်းကွင်းကိုနယ်နိမိတ်တတ်မှတ်ချက်စီမင်းစည်းကမ်းတတ်မှတ်ချက်တွေနဲ့ပြန်လည်ခွင့်ပြုနိုင်ဖို့အသေးစိတ်အစီအမံတွေရေးဆွဲနေတယ်လို့ဒေါ်နီလာကျော်ကရန်ကုန်တိုင်းဒေသကြီးလှတ်တော်မှာပြောဆိုခဲ့တာပါ။ အဲ့ဒီကိစ္စနဲ့ပတ်သက်လို့ဆိုင်ကယ်စီးသင့်မစီးသင့်ဆိုတဲ့သဘောထားအကွက်လွဲမှုတွေလည်းပြည်သူတွေအကြားမှာဖြစ်နေပါတယ်။အများစုကတော့ဆိုင်ကယ်စီးနှင်းခွင့်ကိုထောက်ခံပြီးစီးစနစ်တကျစီးစီခြင်းတယ်လို့ပြောပါတယ်။ရန်ကုန်တိုင်းဒေသကြီးစီပင်တရားနယ်နိမိတ်33မြို့နယ်အတွင်းဆိုင်ကယ်စီးနှင်းခွင့်တွေကိုတမတော်စစ်အစိုးရလက်ထက်မှာပိတ်ပင်တားမြစ်ခဲ့တာပါ။ဒါပေမဲ့ NLD အစိုးရလက်ထက်9လတာကာလအတွင်းမှာတော့ရန်ကုန်တိုင်းအတွင်းမြို့နယ်တချို့မှာပြန်လည်ခွင့်ပြုဖို့စီစဉ်လိုက်တာလည်းဖြစ်ပါတယ်။ကျွန်တော်အောင်သူပါခင်ဗျာ။